ပါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒွေဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တဲ့တင်တွေကတော့စီရီတင်းမှနေတဲ့မြေပုတ်ပြင်းလန်းဒီကနေ့ကဆက်ပြီးပြေးလိုက်တဲ့အကြောင်းတနင်္လာနေ့မြို့နယ်လေးမှန်ရွာကိုဂျက်တိုက်လင်းနဲ့ဘုံချက်ပြီးဆက်တနက်နဲ့ပြစ်လို့ဒေသခံတအူးသိမ်းဆုံးခဲ့တဲ့အခြေအနေ။တဝဲအထူးစည်းဝေးဆောင်မှာစစ်ကြောင်းထိုးနေတဲ့ဆီယနာရှင်တက်ကဒေသခံတချို့ကိုဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေတာ။ မိုးတဲထန်လို့မြင်းမြူကတောချောင်ပရရတိစာတင်တိုက်အုတ်နယံပြူကြခဲ့တဲ့အကြောင်းမုံတိုင်းအရှင်ကြောင့်တနင်္လာရီတိုင်းမှာနိုဝင်ဘာလဆန်းအထိမိုးရွာဖို့ရှိနေတဲ့အခြေအနေစီအုပ်စုရွေးကောက်ပွဲတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ကုလတွင်မှုချုပ်ပြောဆိုလိုက်တာမဲဆောက်မှာမြန်မာမျိုးသမီးကိုအဓမ္မပြုကျင့်ဖို့ဂျိုပန်ပြီးဒါနဲ့တိုက်ခိုက်ခဲ့တဲ့သူကိုဖမ်းမိသွားတဲ့အကြောင်းစားတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင် စေးတင်းမှနေတဲ့အတွက်မြိတ်တင်းသားကြီးပုတ်ပြင်းပြီးတော်စုလန်းကိုဖျက်တမ်းသွားလောက်ခွင့်ပေးလိုက်တယ်လို့ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်တင်းသားကြီးတိုင်းစစ်ဌာနအမှတ်35နီးပြောက်အဖွဲ့ကထုတ်ပြန်ပါတယ်။တင်းပြည်စုံကိုဒွေဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါရှင်။စေးရတင်းမှနေတဲ့မြိတ်တင်းသားကြီးပုတ်ပြင်းပြီးတော်စုလန်းကိုဖျက်တမ်းသွားလောက်ခွင့်ပေးလိုက်တယ်လို့ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်တင်းသားကြီးတိုင်းစစ်ဌာနအမှတ်35နီးပြောက်အဖွဲ့ကထုတ်ပြန်ပါတယ်။ အရှိ140မိုင်လောက်ရှိတဲ့မြိတ်ပုံပြင်လမ်းပေါ်မှာတနေသားရဲ့မျိုးနေပြည်ကြီးမှန်တိုင်းမျိုးတို့ရှိပြီးဒီကနေ့အော်တိုဘာလ28နှစ်ကစလို့အဲ့ဒီလမ်းပိုင်းထက်တန်းသွားလောက်ခွဲကိုပိတ်လိုက်တာပါလာပိုင်းမှာရှိတဲ့တနင်္သာမျိုးနဲ့အတွင်းတိုက်ပွဲတွေပြင်းထန်နေပြီးဆက်နောက်ရှိတပ်ကလေးချောင်းရီချောင်းကနေလက်နက်ကြီးပစ်ခတ်တာတွေကိုရွေရွေချစ်ရှိရှိလှုပ်ဆောင်နေတယ်လို့ဆိုပါရယ် ဒါအပြင်လမ်းမကြီးကိုအုံပြုပြီးဆက်လာရှိတက်ကစစ်ကူတွေထောက်ပံ့ရေးလှုံ့ဆော်နေတယ်လို့ဆက်စေးဂိတ်တွေကခီတော်တွေကိုတရားမဲ့ဆက်စေးတာလူနဲ့ကုပစ္စည်းတွေကိုတရားမဲ့ဖမ်းဆီးတာစက်ကြီးကောက်တာနဲ့လူငယ်တွေကိုအာဓမဖမ်းဆီးပြီးတက်သားတက်ဆူဆောင်းနေတယ်လို့လည်းဆိုပါရယ်။ဒါကြောင့်လက်ရှိဖြစ်နေတဲ့ဆက်ရေးအခြေအနေကပြည်သူတွေအနေနဲ့ရှိတဲ့အတွက်အဲ့ဒီလမ်းကိုဖျက်ဆီးသွားလာတော့မလုပ်ဖို့အမှတ်35နီးပြအခွဲကထုတ်ပြန်ထားတာပါ။ ပြည်ထောင်စုလမ်းပေါ်ရှိမြိတ်ပုံပြင်လမ်းပိုင်းမှာဆက်လာရှိတက်နေတွန်းလဲတက်တို့စည်ရေးတင်းမာနေတယ်လို့ရန်ကုန်မြိတ်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်ပြီးစည်ရေးတင်းမာနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္လာရီမြို့နယ်လေးမိုင်ရွာကိုဂျက်တိုက်လေရင်နဲ့ပုံချက်ပြီးဆက်တနက်နဲ့ပြစ်လို့ဒေသခံတအူးသိမ်းဆုံးခဲ့ပါဗျာ။တိုက်ပွဲပြင်းထန်နေတဲ့တနင်္လာရီမြို့နယ်လေးမိုင်ရွာကိုစစ်ဟနာရှင်တပ်ကဂျက်တိုက်လေရင်နဲ့ပုံချက်တိုက်ခိုက်ခဲ့တယ်လို့ဆက်တနက်နဲ့ပါပြစ်ခတ်ခဲ့လို့ဒေသခံတအူးသိမ်းဆုံးခဲ့ရတာပါဗျာ။ အော်တိုဘားလ28ရက်နေ့နေ့လယ်12နာရီလောက်မှာဆီယနာရှင်တပ်ကလေးမှန်ရွာကိုခြေလျင်စစ်ကြောင်းထိုးဝင်လာတာကနေတော်လရင်တပ်တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲပြင်းထန်နေချိန်ဆီယနာရှင်တပ်ကအနီးဝန်းကျင်ကိုဂျက်တိုက်လေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့သလိုစစ်တပ်နဲ့ပါပစ်ခတ်ခဲ့ပြီးဘုံးစားထိမှန်လို့အသက်30နှစ်အရွယ်ဒူဂျိုလေးမှန်ရွာကကရင်တိုင်းဟင်းသားတအူးသိဆုံးခဲ့ရတာပါ။တိုက်ပွဲတဲ့ဆီယနာရှင်တပ်ဘက်ကထိခိုက်မှုများလာတဲ့အတွက် လေကြောင်းပစ်ကူခေါ်ယူခဲ့တာလို့တိုက်ပွဲမှာပါဝင်နေတဲ့တော်လရင်တပ်ဖွဲ့ဝင်တအူးကပြောပါရယ်။ ဒါအပြင်တွန်လိုင်းတပ်ဖက်ကလည်းတပ်ဖွဲ့ဝင်သုံးဦးထံရအနိုင်ငယ်ရခဲ့တယ်လို့လည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒဝဲအထူးစစ်ပွဲရေးဆောင်မှာစစ်ကြောင်းထိုးနေတဲ့ဆီယန္နာရှင်တက်ကဒေသခံတချို့ကိုဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေပါဗျ။ဒီသတင်းကိုဒဝဲဝက်ရှ်အဖွဲ့သားတို့အူကပြောပြပေးသွားမှာပါ။ဒဝဲတူစီဝဲဇုံမှာစစ်ကြောင်းထိုးနေတဲ့ဆက်အနာရှင်တပ်ကဒေသခံချုပ်ကိုဖမ်းဆီးပြီးငွေညှိတာတွေပြုလုပ်နေပါတယ်ဆက်အနာရှင်တပ်ဟာအင်အားများပြားနဲ့အော်တိုဘားလာပထမပတ်ကဆက်လို့ ဒဝဲအထူးစစ်ဝဲရေးဇုံကို ရောက်ရှိလာပြီးနောက်နဘူးလေဒေတာတခွင်ကိုစစ်ကြောင်းထိုးနေတာပေါ့အော်တိုဘားလ24ရက်ကနဘူးလေဒေတာကနေရေပြူဘက်ကိုလာတဲ့ပရဒတ်ရွာသား2ဦးနဲ့ထင်ကြီးရွာသား2ဦးတို့ကိုလမ်းပိုင်းတနေရာမှာဖမ်းဆီးပြီးတဦးကို25သိန်းကျပ်နဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ဒေတာခံတဦးကဆိုပါတယ်ဖက်စီခရပီငွေနဲ့ရွေးခိုင်းခံရတာပြင်ဒေသခံတွေဟာရိတ်နဲ့နှိမ့်ဆက်တာတဲ့ဒဏ်ရာတွေနဲ့ပြန်လော့လာခဲ့တာပါ အခုလတတိယပတ်ကလည်းကားနဲ့လာတဲ့နဘူးလေဒေတာခံမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ပြီးပိတ်ဆံတဲ့ရွေးထုတ်ခဲ့ရပါသေးတယ်။ဒေါ်အထူးစီဝါရေးစုံတဲ့ကိုရောက်ရှိနေတဲ့ဆက်အနာရှင်တဟာစီဝါရေးစုံတဲ့မှာရှိတဲ့ကျေးရွာတွေကိုအော်တိုဘာလပထမပတ်ကစပြီးတရားဝင်တရားထွက်ဆက်ကြောင်းထိုးသွားလာလျက်ရှိရာကနေအော်တိုဘာလ16ရက်မှာတော့တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဆက်အနာရှင်တဟာဒီကနေ့ထိနဘူးလေဒေတာ ထင်းကြီးကျေးရွာနဲ့မရင်ကြီးကျေးရွာကရပ်သားနေအိမ်တွေထဲတက်ဆွဲနေဆဲရှိပါသေးတယ်မိုးတဲထန်စွာရွာသွန်းမှုကြောင့်မြင်းမျိုးအလေကျွန်းရံမှရှိတဲ့တောချောင်ပရိယတိစာတင်တိုက်အုံနယ်ရန်တချို့ပြိုကျပျက်စီးသွားတယ်လို့သိရပါဗျ။ဒီတတင်းကိုတော့ထွေဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။မိုးတဲထန်စွာရွာသွန်းမှုကြောင့်မြင်းမျိုးအလေကျွန်းရံရှိတောချောင်ပရိယတိစာတင်တိုက်အုံနယ်ရန်တချို့ပြိုကျပျက်စီးသွားတယ်လို့သိရပါဗျ။ အော်တိုဘာလ29ရက်နေ့ညကမြေမြို့မှာမိုးတန်းထန့်စွာရွာတော့ခဲ့ပြီးတဲ့နောက်အဲ့ဒီညမှာတင်ပြိုကျခဲ့တာပါတောကြောင်ပလီယက်တီစာတင်တိုင်းရဲ့မော့ပေါအုပ်တိုင်းတချို့နဲ့ထိုင်တုံမူဖျားရိရှိတဲ့ဖျားဆောင်တန်းအုပ်နိုင်ရတချို့ဟာတစ်တန်းကျနေပြီဖြစ်တဲ့အတွက်နေတန်းမိုးတန်းတွေကြောင့်ယူရည်ပစ္စည်းသွားတာဖြစ်တယ်လို့အလေကျိုးရမှာနေတဲ့မြို့ခံတအူးကပြောပါတယ်တောကြောင်ပလီယက်တီစာတင်တိုင်းမှာဆင်အောင်လက်ရစီလီပထိုးတွေရှိပြီးအဲ့ဒီစာတင်တိုင်းရဲ့တစ်တန်းကတော့နေပေါင်းကြီးချီရှိနေပြီဖြစ်တယ်လို့မြို့ခံတချို့စီကသိရပါတယ် နောက်တဲ့သတင်းတစ်ပုဒ်ကတော့မွန်တိုင်းအရှင်ကျောက်တနင်္လာရီတိုင်းမှာနိုဝင်ဘာလဆန်းအထိမိုးရွာဖို့ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆန်ကလုံးမုန်တိုင်းရဲ့ရိုက်ခတ်မှုကြောင့်တနင်္လာရီတိုင်းအပအဝင်တနင်္ဂနွေလုံးနိုဝင်ဘာလဆန်းပိုင်းအထိမိုးရွာနိုင်ခြေရှိနေတာပါ။မွန်ထားလို့အမည်ပေးထားတဲ့မုန်တိုင်းဟာဒီကနေ့အောက်တိုဘာလ28ရက်နေ့မှာတော့အကောက်နဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာပြီလို့မိုးစလကထုတ်ပြန်ပါတယ်။ အဲ့ဒီမုံတိုင်းဟာမြန်မာနိုင်ငံဘက်ကိုဥတီ၍လျောက်မဲ့အခြေအနေတော့မရှိသေးဘူးလို့ဒီကနေ့မိုးဆက်လထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါပေမဲ့တနင်္လာရီတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်တွေမှာနေရာကျကျဒါမှမဟုတ်နေရာဆက်ဆက်မိုးရွာနိုင်တယ်လို့သတိပေးထားပါဗျ။တဝက်ခဲမှာတော့ဒီကနေ့မိုးအနှဲငယ်ရွာသွန်းခဲ့တယ်လို့မိုးတိမ်တွေအုပ်ဆိုင်နေပါဗျ။ မိုးလဝတလေးလာသူအဝင်းနိုင်ကတော့နိုဝင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့နောက်ပိုင်းတနင်္လာရီတိုင်းအပအဝင်တိုင်းနယ်ပြည်နယ်တချို့မှာမိုးအထင်းထင်ရွာသွန်းနိုင်တဲ့အပြင်နေရောက်ကွက်ပြီးမိုးသည်းထန်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းနိုဝင်ဘာလ၂ရက်နေ့အထိတနင်္လာရီတိုင်းအပအဝင်နိုင်ငံအဝန်မိုးနှိုင်းရှင်ကြောင့်နေရာစိတ်စိတ်နဲ့နေရောက်ကွက်ကြောင့်မိုးထစ်ချုံရွာမယ်လို့ခန့်မှန်းထားပါတယ်။ ဒါအပြင်မိုးနောက်ကျနေလို့တင်းနာရီတိုင်းကရဘာလိုကင်သူတွေမကြခဏအစေးချစ်နားနေကြရသလိုလက်သမားတွေလည်းစပားရစ်တင်လို့မရဖြစ်မှာကိုစိုးရိမ်နေကြပါဗျ။နောက်ထပ်တင်းတစ်ပုတ်ကတော့မြန်မာစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂအထွေထွေအတင်းရင်မှုချုပ်အန်တိုနီဂူတာရက်စ်ကပြောဆိုပါတယ်။ဒီတင်းကိုဒွေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသားမှာပါရှင်။ ဆင်အိုစုရေကောက်ပွဲတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ကုလသမဂ္ဂအတွင်းမှူးချုပ်ကပြောဆိုလိုက်ပါတယ်မြန်မာဆင်အိုစုကပြုလုပ်မဲ့ရေကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂထွေထွေတွင်းမှူးချုပ်အန်တိုနီဂူတာရက်စ်ကပြောကြားလိုက်ပါတယ်အော်တိုဘလ29ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ စစ်တပ်အာဏာသိမ်းယူမှုဟာမြန်မာနိုင်ငံပေါ်ဘေးဒုက္ခတွေစုပုံစေခဲ့တဲ့အပြင်ဒေသတွေတင်းကျပ်အခြံရေးကိုပါချေချောက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်မြန်မာစစ်တပ်အနေနဲ့2021ခုနှစ်ကတည်းကပြည်သူတွေအပေါ်ကျွလွန်ခဲ့တဲ့ဆက်ဆုပ်တုံ့လုပ်ဖွဲ့အကြမ်းဖက်မှုတွေကိုရပ်ဆဲပြီးအယက်သားအုပ်ချုပ်မှုစီပြန်သွားနိုင်ဖို့ယုံကြည်စိတ်ချရမယ့်လမ်းကြောင်းတစ်ခုရှာဖွေဖော်ထုတ်ဖို့ကိုလည်းကုလသမဂ္ဂအတွင်းမှချုပ်ကတောင်းဆိုခဲ့ပါတယ်မြမအရေးအချက်တဲဖြည့်ရှင်ဖို့ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုထောက်ခံကြောင်းလဲမစ္စတာကူတာရက်ကဖြည့်ဆွဲပြောဆိုခဲ့ပါသေးတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်တောက်ခရိုင်မဲဆောက်မြို့ကအင်တာဟဲမှာမြန်မာမျိုးသမီးကိုအရမတ်ပြုကျင့်ရန်စ조사ပြီးလက်ဘင်းကိုဓာတ်နဲ့တိုက်ခိုက်ခဲ့သူကိုဖမ်းဆီးရမိတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြပါဗျ။ဒီတတင်းကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်စပ်တောက်ခရိုင်မဲဆောက်မြို့မှာအေတာတွင် မြမမျိုးသမီးကိုအာရမချင်ဖို့ကြိုပမ်းပြီးဒါနဲ့တိုက်ခိုက်ခဲ့သူကိုဖမ်းဆီးထိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။အော်တိုဘတ်29ရက်နေ့မနေ့ပိုင်းကမဲဆောက်မြို့ခရဲအုပ်ချုပ်ရေးရှုနာကအီတာထေမြမအမျိုးသမီးတူကို အမျိုးသားတူကဒါနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်ခံရသူဟာအသက်21နှစ်အရွယ်မြမအမျိုးသမီးဖြစ်ပြီး လက်ဘင်းကသွေးထွက်လွန်နေတာကိုတွေ့ရတဲ့အတွေ့ကစင်ဖွက်တွေကမက်ဆောက်စင်းကိုကြည့်ကိုအရေးပေါ်ပုံဆောင်ပေးခဲ့ပြီးအချိန်ဒီမှာဆိုရရတဲ့အတွေ့လက်ရှိမှာသွေးသွင်းကုသဖို့သွေးလိုအပ်နေတယ်လို့ဆိုပါတယ်အခင်းဖြစ်ပြီးဓာတ်နဲ့တိုက်ခိုက်သူဟာထွက်ပြေးသွားခဲ့တာကို CCTV မှတ်တမ်းတွေရသိရပြီးည7နာရီခွဲမှာတော့တဲဒီအမျိုးသားကိုရတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာပါဓာတ်နဲ့တိုက်ခိုက်ခဲ့သူဟာ ်အသက်21နှစ်အရွယ်ထန်နေကန်သားဖြစ်ပြီးအရင်ကလည်းအာရမပြုခြင်းဟူတွင်နေဖန်စီခံရဖို့သူဖြစ်တယ်လို့ထိုက်တဲ့ရင်တွေမှာဖော်ပြပါတယ်မြမအမျိုးသမီးကိုအာရမပြုခြင်းဖို့ကြိုးစားရာပြန်လည်ခုခံခဲ့တဲ့အတွက်ဓာတ်နဲ့တက်ခိုက်ပြီးထွက်ပြေးခဲ့တာလို့ရတဖွဲ့ကကောက်ချက်ချထားပါတယ်လက်ရှိမှာဒါနဲ့တိုက်ခိုက်တဲ့ထိုင်းမျိုးတော်မေဆောင်ရစ်ကန်ကို ပို့ဆောင်ထားပြီးလူသားဖို့ဂျိုပန်အာထုံမှု အများပြည်သူနေရာတွေမှာတဲ့နဲ့ကိုင်ဆောင်ပူတွေနဲ့အမှုဖွင့်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အခုလိုတင်းနှင်းသားရဲ့တင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။